အားလုံးပဲမိင်္ဂလာပါဒီနေ့တစ်ချက်ဒီမဲ့စင်ကန်းစာကတော့အခန်း7နေ့လေးချင်းငယ်စင်းလေးကဒမလေးကနံပါတ်5608ပဲဖြစ်ပါတယ်နံပါတ်9မှာကတော့ဗာပေးထားတယ်ဆိုရင်ကလေး10ရောက်ပြီးပြင်းပြအသက်ပြီး73နှစ်ဖြစ်ပြီတဲ့ပထမဆုံး9ရောက်ပြီးပြင်းပြအသက်ကတော့72နှစ်ဖြစ်ပြီးတော့နောက်ဆုံး6ရောက်ပြီးပြင်းပြအသက်က14နှစ်ဖြစ်တယ်เนาะပြည်သမားမြောက်ကလေးရဲ့အသက်ကိုရှာပါတယ်เนาะအဲ့ဒါကြီးကကလေး10ရောက်ရဲ့ပြင်းပြအသက်ကတရက်ကို73နှစ်ပဲဒါဆိုရင် ကလေး၁၀ရောက်ရင်အတက်စုပေါင်းလို့ရင်ကျွန်တော်တို့ကနော်ပြင်းပြအတက်ကိုကလေးရေအတွက်နဲ့မြောက်ပေးရပါတယ်ဒါဆိုရင်ဘောက်တော့ဒီ130မြစ်ပါနော်ဟုတ်ကပရမ900ရောက်ရဲ့ပြင်းပြအတက်က7နှစ်ဖြစ်တယ်နော်ပရမ900ရောက်ရဲ့7နှစ်ပြင်းပြအတက်က7နှစ်ဖြစ်တယ်ဒါဆိုကျွန်တော်တို့ကပရမကလေး900ရောက်စီးပေါင်းအတက်ကိုလို့ရှိရင်7နှစ်ကိုကျွန်တော်ကလေးရေအတွက်မြောက်ရတဲ့ကောင်မှာ60နှစ်ရပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်နောက်ဆုံး6ရောက်ရဲ့ပြင်းပြအတက်က14နှစ်ဖြစ်ပါတယ် အဲ့ဒါကျွန်တော်တို့နော်အစိုးရရဲ့အသက်စုကောင်းလို့ရှိရင်၁၄နှစ်ကိုအဲကျောင်းသားကြီးကလေးကြီးအတွက်နဲ့မြှောက်ပေးရတယ်၁၄၆ကြီး၈၄မျိုးနော်၁၄၆ကြီး၈၄ကြီးတော့၈၄နှစ်ရပါတယ်ဒါဆိုရင်ပထမ9ရောက်နဲ့ပြည်စမကလေး၁၀ရောက်နဲ့ပြည်စမကလေးရဲ့အသက်စုကောင်းလို့ရှိရင်ကျွန်တော်က60နဲ့80လေးမျိုးကိုပေါင်းမိရပါတယ်ဒါလို့ရှိရင်60နဲ့80လေးနဲ့ပေါင်းတော့140လေးနေရတယ်နော် ရာ၄၄နေရပါတယ်ဒါလို့ရှိရင်ပြည်စမာကလေးရဲ့အသက်လို့ချင်းကလေးနော်ကလေးဆယ်ရောက်ရဲ့အသက်ကဘယ်လိုအသက်စုပေါင်း130တရားတော်နေကိုရှင်ဟိုဘာလဲညီမတို့မှာသွားပြီးတော့နှုတ်ပြရ144တရားတော်နေနေတယ်သူတို့ကမှာ144ရဲ့တရားတော်နေတော့ဆလင်းနေရပါတယ်အရင်ပြစမာကလေးရဲ့အသက်ကဆလင်းနေလို့ဖြစ်ပါတယ်နော်နောက်တစ်ခုကနံပါတ်6က အခန်းတစ်ခန်းမှာရှိတဲ့ကျောင်းသား40ကြီးပြင်းပြတတ်ပါဆရာတို့မှသူများငါးနှစ်နေတဲ့လူကြီးတယောက်ဒိုးလာခဲ့တဲ့အတွက်အားလုံးပြင်းပြတတ်ကဆရာနှစ်ကိုကြာသိမှာပါပြမကဆရာတို့မှသူများငါးနှစ်ဖြစ်ပြီးတော့လူကြီးတယောက်ဒိုးလာတဲ့အခါမှာသူရဲ့ပြင်းပြတတ်ကဆရာနှစ်ကိုကြာကြတယ်နော်ကျောင်းသားအသည့်ရဲ့အသက်ကိုရှာပါတဲ့ဒါလေးကျွန်တော်တို့ကကျောင်းသား40ကြီးပြင်းပြအသက်ကဆရာတို့မှသူများငါးနှစ်ဖြစ်ပါတယ်ဒီကျောင်းသား40ရဲ့အသက်စုပေါင်းလို့ရရင်ဆရာတို့မှသူများငါးကို40နဲ့မြောက်ပြရတယ်နော် ရတော့မှတော့ငါကို40မိနစ်နဲ့ညှော့တဲ့ခါမှာနော်640နာရီရပါလေ။နော်အားလုံးပေါင်းငါက40ရဲ့တက်စုပေါင်းက640မိနစ်။အဲ့ဒီမှာဆိုတော့မူလာចောင်းသား40ចောင်းသားအစ်စ်တရားကိုထိုးတာဆိုတော့ပြင်းပြတက်ကချက်ချောင်းလေးဖြစ်သွားတယ်ပြောတာ။နော်ဒါကြောင့်မို့မူလာចောင်းသား640နဲ့ចောင်းသားစီရဲ့ပြင်းပြတက်ကချက်ချောင်းလေးဖြစ်ပါတယ်။ကျန်တော့ဒီကျောင်းသား40တရားဖြစ်တာဖြစ်တယ်။ကျောင်းသား40တရားရဲ့အတက်စုပေါင်းလို့ရှိရင်ဆက်ချက်ကိုကျွန်တော်41နဲ့မြောက်ပေးရမယ်နော်။ ။ဒီစားကို42နဲ့မြောက်ရက်ခံမှာကျွန်တော်656ချောင်းနေဆိုတော့ရရှိပါတယ်။ဒီကျောလိုချင်တာကတောင်းသားအစ်ရဲ့အတက်ကိုလိုချင်တာပါ။တောင်းသားအစ်ရဲ့အတက်ကိုလိုချင်လို့ရှိရင်တောင်းသားနော်42ရက်ရဲ့စုစုပေါင်းအတက်656နေတရားနေပြီးတော့တောင်းသား40ရဲ့အတက်စုစုပေါင်း642နှစ်ကိုလုပ်ပေးရပါမယ်။ဒီတက်ခါမှာ656ရဲ့က642နှစ်ကိုလုပ်ရက်ခါမှာနော်42နှစ်ရဲ့ဒါကြောင့်တောင်းသားအစ်ရဲ့အတက်က42နှစ်ပဲဖြစ်ပါတယ်။အနောက်ကနေမခုနှစ်ပါ နောက်ခဏကအသက်10နှစ်ရှိတဲ့ကလေးတောင်ရဲ့နေရာမှာတဲ့အခြားကလေးတယောက်ကိုစားဝင်လာတယ်နော်အဲ့ဒီကလေး10ရောက်ရဲ့ပြင်းပြအသက်ကဘယ်လိုသွားလဲဆိုတော့6လရောက်သွားတယ်နော်6လရောက်သွားတယ်အစားဝင်လာတော့ကလေးရဲ့အသက်ကိုရှာပါတဲ့နော်ဒါဆိုရင်ပထမဆုံးကလေး10ရောက်ရဲ့စူပေါင်းရောက်သွားတဲ့အသက်ကနော်အဲ6လနော်6လရောက်တာကလေး10ရောက်ပေါင်းလို့ဆိုတော့60လ60လဆိုရင်စပေါ့ဘယ်နှစ်လဲဆိုရင်9နှစ်ဖြစ်ပါတယ်တစ်နှစ်မှာ10နှစ်လဆိုတော့10နှစ်9နှစ်60ဆိုတော့9နှစ်ဖြစ်ပါတယ်နော်ဟုတ်ပြီနော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဘယ်လဲအစားဝင်လာတော့ကလေးရဲ့အသက်ကိုလို့ရှိရင်အစားဝင်လာတဲ့အသက်ဆင်းနေနေရမှာအစားဝင်လာတဲ့ကလေးရဲ့အသက်ကိုလို့ရှိရင်ဖယ်လို့တော့ကလေးရဲ့အသက်တွေကရော့သွားတဲ့အသက်ကိုနှုတ်လိုက်ရပါတယ်နော်။ဒါပေမယ့်အဖယ်လို့တော့ကလေးရဲ့အသက်က30ပေါ့နော်။30နှစ်တော့30နှစ်ရှိတဲ့ကလေးတယောက်ရဲ့နေရာလို့ပြောရတယ်ဆိုတော့ကဖယ်လို့တော့ကလေးရဲ့အသက်က30နှစ်ရော့သွားတာဆိုတော့9နှစ်ရော့သွားတာဖြစ်တယ်9နှစ်ကိုနှုတ်လိုက်မယ်။ ဲဆိုလို့ရှိရင်ဒီက9နှစ်ရပါတယ်အဲ့ဒါကအစားဝင်လာတော့ကလေးရဲ့အတက်က9နှစ်ဖြစ်ပါတယ်နောက်တစ်ခုကတော့နံပါတ်10ပါနေရာချက်တဲ့ဘောပင်ရဲ့ဇာအချောဘောပင်ရှောင်းကိုဝယ်တဲ့အခါမှာဘောပင်တုံး9ချောင်းကြီးပြင်းပြဝယ်စီရ10ချက်တိုးလာလိမ့်မယ်အစားဝယ်တော့ဘောပင်1ချောင်းကြီးတံမိုးကိုရှာပါလိမ့်မယ်နော်အဲဒီကျိုးကနော်ဘောပင်က9ချောင်းရဲ့စုစုပေါင်းတိုးလာတော့နော်10ချက်တိုးလာပြည့်တဲ့ရဲ့ဇမောက10ကိုဘောပင်9ချောင်းနဲ့နှဲတဲ့အခါမှာ90ချက်နော် ားတက်ကျဲတူလာတယ်။ဒီသမားတို့လိုချင်တာကအစားဝယ်တော့ဘောပဲတခြားကြီးတန်ဘူး။အဲ့ဒါဆိုနေရာကျက်တဲ့ဘောပင်ရဲ့တန်ဘူးနဲ့ဆိုတော့50ကျဲတဲ့ဘာလို့လဲဆိုပေါင်းပြီးလဲနော်။ဒါပြီးနေရာကျက်တဲ့ဘောပင်ရဲ့တန်ဘူးက200ကျဲ။နောက်တော့တူလာတဲ့နေရာ50ကျဲဆိုပေါင်းတဲ့ခါမှာအစားဝယ်တဲ့ဘောပင်ရဲ့ချောင်းရဲ့တန်ဘူးက250ကျဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ရေးချင်ငယ်နော်။စနေသမားလေးကနံပါတ်9ကနေရှိနေတဲ့ဖြစ်ပါတယ်။အဆုံးရှိနေတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။